ားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တက်ခရိုင်အတွင်းကမဲဆောင်မြို့အပါအဝင်ဒေသ၅ခုကိုအွန်လိုင်းငွေလိမ်ကိုင်းနှိမ်နှင်းရေးအထူးဆောင်အဖြစ်သတ်မှတ်ပေးဖို့ထိုင်းကာကွယ်ရေးဦးစီးချုပ်အဖွဲ့ချုပ်ကြီးဆောင်ဝင်းနှောင်ဘတ်တီကအမျိုးသားလုံခြုံရေးကောင်စီကိုတောင်းဆိုသွားမယ်ဆိုတဲ့သတင်းမှာ ထိုင်းမြန်မာနယ်စပ်တချို့မှာရှိတဲ့ဒေတာတချို့မှာအွန်လိုင်းငွေလိမ်ကိန်းတွေကအခြေစိုက်ပြီးလှုပ်ရှားနေတာကြောင့်ဒီရေးကိုကင်တွယ်ဖြေရှင်းပေးနိုင်ရေးတက်ခရိုင်အတွင်းကဒေတာ၅ခုကိုအထူးဆောင်အဖြစ်သတ်မှတ်ပေးဖို့ရေးအမျိုးသားလုံခြုံရေးကောင်စီစီကိုတောင်းဆိုသွားမှာဖြစ်တယ်လို့ဗိုလ်ချုပ်ကြီးဆောင်ဝင်းနောင်ပတ်ဒီကမတ်လ၃ရက်နေ့မှာပြောကြားခဲ့ကြောင်းထိုင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။ ဒါအပြင်ဗိုလ်ချုပ်ကြီးကမြန်မာနိုင်ငံရွှေကုတ်ကုန်းနဲ့ကေကေပါရုံမှာရှိနေတဲ့ကြားဖြန့်လုပ်ငန်းတွေမှာလူကုန်ကူးခံထားတဲ့နိုင်ငံသားတွေကိုနေရက်ပြန်ပို့ရေးအတွက်လည်းသူကစဉ်းစားနေတယ်လို့ဆိုပါတယ်။လူကုန်ကူးခံရသူတွေကိုနေရက်ပြန်ပို့ရေးဟာမြောက်ရီဘက်ကအခြေအနေတွေကြောင့်နှောင့်နှေးနေရတာဖြစ်တယ်လို့လည်းပြောပါတယ်။ တက္ကရာရဲ့အတွင်ကဒေတာငါးခုကို မလိုအပ်ဖဲဖြတ်တန်းသွားလာခွင့်မပြုတဲ့ဒေတာအဖြစ်သတ်မှတ်ပေးဖို့ကိုလည်းလေဝင်မှုကြီးကြပ်ရေးနဲ့ဒေတာငယ်အရာရှိတွေကတောင်းဆိုထားတယ်လို့လည်းဘိုးချုပ်ကြီးဆောင်ဝတ်နံပါတ်2ကပြောပါရယ်ထိုင်းနိုင်ငံအတွင်တရားမဝင်နေဆက်ဖြတ်ကျော်ဝင်ရောက်လာသူတွေကို တားဆီးနိုင်ဖို့အတွက်လည်းသူတို့အနေနဲ့ကြိုးပမ်းနေပြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့နဲ့ရဲတပ်ဖွဲ့ကလည်းတရားမဝင်လာရောက်သူတွေကိုတားဆီးနေပြီးဖမ်းဆီးရမိသူတွေလည်းအများအပြားရှိတယ်လို့သူကဆိုပါရယ် ။သူ့ရဲ့တောင်းဆိုချက်တွေကိုဝန်ကြီးချုပ်စီမလ22ရက်နေ့မှာတင်ပြသွားမယ်လို့လည်းသူကဆိုပါတယ်။ထိုင်းမြန်မာနယ်စပ်တချို့မြန်မာနိုင်ငံဘက်ရှမ်းမာချီရဲ့ချောက်ဖြက်ငွေလင်ကိုင်းတွေစီလူကုန်ကူးခံရသူအများစုဟာထိုင်းနိုင်ငံကနေတစ်ဆင့်ဝင်ရောက်လာကြသူတွေပဲဖြစ်ပါရှင်။ကျမနွယ်နွယ်ပါ။